မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိတိုက်ပွဲသတင်းကတော့အရခတတ်တော် AA ဟာရခိုင်ပြည်နယ်တောင်ဘက်အစွန်းဆုံးဂွားမြို့နယ်နဲ့အေရဝတီတိုင်းငတိုင်းချောင်းမြို့နယ်ကြားမှာဆက်သွယ်ထားတဲ့ယိုးမကားလမ်းပေါ်မှာရှိတဲ့အဓိကဆက်စေးဂိတ်နှစ်ခုဖြစ်တဲ့ဒေါင်းချောင်းဆက်စေးဂိတ်နဲ့ဘေတာဆက်စေးဂိတ်တို့ကိုသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံစီရေးသတင်းရေးမြစ်တူကဒီဂိတ်နှစ်ခုမှာ တောင်းချောင်းဂိတ်ကကွာကနေဆို10မိုင်အကွာမှာရှိပါတယ်ဘေဒန်ဂိတ်ကဂိတ်ကြီးပါဒီဂိတ်ကကွာကနေဆို25မိုင်အကွာမှာရှိပါတယ်ကွာနဲ့ငတိုင်းချောင်းမြို့နယ်အဆက်မှာရှိတာအခု AA ကအဲ့ဒီဂိတ်နှစ်ခုစလုံးကိုဒီဇင်ဘာလ17ရက်နေ့ကတင်ပိုက်လိုက်ပြီလို့ပြောဆိုထားပါတယ်စစ်ကောင်စီဟာအဲ့ဒီစစ်စေးရိတ်ဂိတ်နှစ်ခုကျသွားပြီးတဲ့နောက်မှာအဲ့ဒီအနေဝင်ကျင်ကို လေရင်နေနဲ့အကြီးကျယ်ဘုံကျဲနေတယ်လို့ဆိုပါတယ်ဒီဇင်ဘာလ17ရက်နေ့ကစစ်ကောင်စီကဘေဒာဂိတ်တောင်းချောင်းဂိတ်အနေဝင်ကျင်တွေကိုဘုံတွေအကြီးကျယ်လာကျဲတယ်တောင်းချောင်းဂိတ်က AA တိုက်တော့ ဘေဒါဂိတ်ကိုနောက်ဆုတ်သွားတယ်နောက်ထပ်ဗီရာဂိတ်ကိုအေအေကထတ်တိုက်တော့အခုအကုန်လုံးငါတိုင်းချောင်းဘက်ကိုစုတ်ခွာထွက်ပြေးသွားတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီဟာလက်ရှိငါတိုင်းချောင်းမြို့အဝင်ရိုးအစစ်မှာရှိတယ်အမြောက်တပ်နဲ့ငါတိုင်းချောင်းတံတားမှာခန့်စစ်ပြင်ဆင်ထားတယ်လို့၎င်းကဆက်ပြောပါတယ်ငါတိုင်းချောင်းအဝင်ရိုးအစစ်မှာအမြောက်တပ်ရှိပါတယ်အမြောက်တပ်ကြော်ရင်တော့ကုန်းပြင်၊ဂွေးတောက်၊ကွက်တက်ဆိုတာတွေရှိတယ်ငါတိုင်းချောင်းအဝင်မှာပတ်သိမ်မုံရွာလမ်းစုံဆိုတာရှိတယ်အဲ့ဒီကနေသွားရင်ကွင်းကောက်အင်ကာဘူမြန်အောင်ကြံကင်းနဲ့ ဒီဘက်ကသွားရင်ရေကြီးအတုပ်ကြောင်းကုန်းလမ်းခွဲအဲ့ဒီနေရာတွေမှာလုံခြုံရေးတွေတုံးမြင့်ပြီးတော့တောက်လျှောက်ခန်းစစ်တွေပြင်းနေတယ်လို့သိရတယ်ကြောင်းကုန်းကဆိုရင်ရန်ကုန်ပတိန်စိတ်ကြိုက်သွားလို့ရတယ်အေအေကခွားကိုတိုက်ပြီးတော့ ရိုးလန်းကိုပိတ်လိုက်ပြီဆိုတော့ ARD တိုင်းအတွက်ပြောင်းလဲမှုတစ်ခုတော့ဖြစ်သွားနိုင်တယ်လို့ပြောဆိုထားပါတယ်။ဂွားနဲ့ငတိုင်းချောင်းရိုးလန်းကို A ကဖြတ်တောက်ပိတ်ဆို့ထားပြီဖြစ်တယ်လို့လက်ရှိဂွားမြို့မှာရှိတဲ့ခမရ963နဲ့ခမရ962တို့ကိုအလုံးအင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်ငတိုင်းချောင်းအထိတိုက်ခိုက်မလားမတိုက်ခိုက်ဘူးလားဆိုတာကိုတော့စစ်ရေးအခြေအနေဖြစ်တဲ့အတွက်ကြိုတင်ပြောဖို့ဆိုတာမဖြစ်နိုင်ဘူးလို့၎င်းကပြောပါတယ်။ ဒါပေမဲ့လည်း AR တိုင်းအထီကို PDF ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေစိတ်ဝင်လှုပ်ရှားလျက်ရှိနေပြီဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။လက်ရှိအချိန်ထိဂွားမျိုးအထွက်မကြီးငူဘက်ကို AA ကလမ်းဖွဲ့ပေးထားတဲ့အတွက်တွားလို့ရသေးတယ်လို့သိရပါတယ်။ဒီဇင်ဘာလ18ရက်နေ့ညနေကအဲ့ဒီဝကန်းကြီးတလျှောက်ကိုစိတ်ကောင်းစီရဲ့လေးတက်ကနေပြီးတော့လေရင်နေနဲ့အဆက်မပြတ်ဘုံနေကျဲခဲ့တယ်လို့ဆိုပါရယ်ကန်းကြီးဦးကတော့တော်တော်လေးကိုပြက်စီးသွားတယ်လို့သိရတယ် ရဟိုင်းကတို့ကြီးရွာကနေပြီးတော့လေရင်ခွင်းဟောင်းအနည်းကရွာတွေကိုမနေ့ကဘုံတွေကျဲတယ်လေရင်ခွင်းဟောင်းနာကရွာတွေကိုကန်းချေဦးလို့ခေါ်ပါတယ်အဲ့ဒီနေရာတွေကတော့တော်တော်လေးကိုအပြက်စီးများတယ်လို့ပြောဆိုထားပါတယ်လက်ရှိဂွားမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီကလေချောင်းနဲ့ရေချောင်းကနေပြီးတော့ဂွားမှာရှိတဲ့တိုက်ရင်တွေမကျသွားစေဖို့အတွက်ပြစ်ကူပေးမှုတွေကိုအကြီးအကျယ်ပြုလုပ်နေပြီးတော့ဂွားမြို့ပတ်ဝန်းကျင်မှာဘုံသီးတွေအမြောက်တန်းတွေနဲ့စုညံနေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မောင်တော်နဲ့တောင်ကုန်းမြို့တို့ကိုအပိသက်တိမ့်ပိုက်ရရှိပြီးတဲ့နောက်အမ်းမြို့နဲ့ဂွားမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုအေအေဘက်ကဒရဇက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေရထုတ်ပြန်ကြတယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအန်ဒေတာအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းများအားလုံးတွေကအန်နာဘက်ဌာနချုပ် တိုင်းစစ်ဌာနချုပ်ဂွင်တိုင်းစစ်ရုံးတွေကအနှဲငယ်သောနေရာတချို့သာကြန့်ရှိတော့မှာဖြစ်တယ်လို့သိရပါတယ်တိုင်းစစ်ရုံးတွေကအင်အားရာချီကန့်ရှိတယ်ရန်လူတွေဟာမိမိတို့အေအေဘက်ကထိုးစစ်ကိုအသေးအံခုခံကာကွယ်နေရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဒါ့အပြင်စစ်ကောင်စီတပ်ဟာရခိုင်ရုံးမှာတောင်တန်းပေါ်ကနေပြီးတော့လက်နက်ကြီးများနဲ့တိုက်ပွဲရှိရာနေရာများကိုအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်အခုလိုမျိုးလက်နက်ကြီးတွေနဲ့ပစ်ကူခြင်းကြောင့်တိုင်းစစ်ရုံးအတွင်းမှာရှိတဲ့ဖက်စစ်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များထံကိုထိမှန်ကြဆုံးပြီးတော့ သူတို့အချင်းချင်းပြစ်ခတ်မှုကြောင့်တေဆုံးတဲ့ဒဏ်ရာရရှိမှုများကြောင်းဆက်လက်ဖော်ပြထားပါတယ်စစ်ကောင်စီဟာလေကြောင်းကနေလဲမရမနာတောက်လျှောက်ပြစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့်အန္နာပါခဌာနချုပ်မှာမြေပြင်တိုက်ပွဲထက်ရန်သူရဲ့လက်နက်ကြီးလေကြောင်းပြစ်ခတ်တိုက်ခိုက်မှုများကြောင်းတိုက်ပွဲဟာပုံမပြင်းထန်နေတယ်လို့ပြောဆိုထားပါတယ်တခြားတစ်ဖက်မှာလည်းဒီကနေ့မှာအဲအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခပတ်ဝန်းကျင်မှာလက်နက်ချအလင်းဝင်ရောက်သူများလဲဆက်လက်ရှိနေဆဲဖြစ်တယ်လို့ထောက်ပြချက်မှာဖော်ပြထားပါတယ်စောစောအလံဖြူထောင်းရင်စောစောအသက်ရှင်ကြံရည်စီမင်း မိသားစုဆွေမျိုးတွေနဲ့စောစောတွဲဆုံရလိမ့်မယ်လက်နက်ချအញ្ញံခံအလံဖြူထောင်တဲ့ဒူတန်းရဲ့အသက်ကိုအရခတက်တော်ကအာမခံပါတယ်လို့လည်းဖော်ပြထားပါတယ်အလားတူပဲရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးဂွားမြို့တွင်တိုက်ပွဲဟာလည်းရခိုင်ရံများနီးတူဆက်လက်ပြင်းထန်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်ဒီကနေ့မှလည်းဂွားမြို့တွင်တိုက်ပွဲအတွင်းကရန်တို့အလောင်းများနဲ့လက်နက်ခဲရန်အများအများတို့ကိုထပ်မံတင်းစီရမိခဲ့တယ်လို့ဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မောင်တော်နာခခ9ကနေထွက်ပြေးလွတ်မြောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တမခ22တမမူဘုံမူကြီးအောင်နေမျိုးကိုအသိဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သတင်းထုတ်ပြန်ချက်ထဲမှာအမှန်ငါနေကြားဆောင်ရဲတပ်ဖွဲ့ခွဲနာခခ9ကလက်နက်ချအညံ့မခံမဲနဲ့ထွက်ပြေးလွတ်မြောက်နေတဲ့အခြားသောတမမူတအုပ်ဖြစ်တဲ့အမှန်22ချင်းမြတ်တမဌာနချုပ်တမခ22တမမူဘုံမူကြီးအောင်နေမျိုးကိုလည်း အခောက်ရွှေတုံးတချို့ရွှေတဲ့တချို့အပါဝင်ငွေသား3800ခန်းနဲ့အတူ2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့နေ့လယ်7:00နာရီအချိန်ကမှမောင်တော်မြို့နယ်ရွှေသားကပ်ပကောင်းချောင်းသားကပဇုံကန်တဲထဲမှာအသေးဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။တပ်မမှုဟာအချမ်းမဲ့စစ်ကောင်စီတပ်နဲ့ခေအဆက်ဆက်ကပူးပေါင်းလာခဲ့ကြတယ်။ဒေသခံမွတ်စလင်များရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်ရန်ကြိုးစားခဲ့တော်လဲအရခတ်တပ်တော်လုံခြုံရေးတပ်ဖွဲ့များနဲ့ကမ်းခြေဆောင်တပ်များရဲ့အချိန်ပြည့်ဝိုင်းရန်ပိတ်ဆို့ရှာဖွေမှုများအောက်မှာလွတ်မြောက်ရန်အခွင့်အရေးမရခဲ့ဘဲနဲ့၎င်းတို့ထောင်ထားတဲ့မိုင်းကိုနင်းမိပြီးတဲ့နောက်သွေးထွက်လွန်ပြီးသေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီဇင်ဘာလ၈ရက်နေ့မနက်9:30မိနစ်အချိန်မှာမောင်တော်မြို့မှာတခုတည်းကြာရှိနေခဲ့တဲ့နခခငါစခန်းကြီးကိုအရခတ်တပ်တော်ကအပိသက်ချိန်မုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာစခခ15စခခမူ ဘုံမှုချုပ်သူရိန်ထွန်းနဲ့အမန်နဆတ်နဲ့ချင်းမြတ်တမဌာနချုပ် တမခနဆတ်နဲ့တမမူဘုံမူကြီးအောင်နေမျိုးတို့ဟာစကမ်းကနေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်စကခ15စကခမူဘုံမူကျုပ်သူရင်ထွန်းတဲ့အဖွဲ့ကိုတော့ဒီဇမလာ၈ရက်နေ့မောင်တော်ရွှေတောင်ကြီးရွာအနောက်ဘက်မှာအရှင်လက်ရဖမ်းဆီးရမိခဲ့ပြီးတော့အမတ်နဆတ်နဲ့ချိန်မြန်တမဌာနချုပ်တမခနဆတ်နဲ့တမမူဘုံမူကြီးအောင်နေမျိုးကိုတော့ဒီဇမလာ18ရက်နေ့မှာအသေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သတင်းထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အရခတက်တော်အေအေတိုက်ခိုက်သိမ်းပိုက်ထားတဲ့နာခခငါးကနေတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဆက်နှံဦးကိုလက်နိုင်ငယ်၃လက်နဲ့အတူမောင်တော်ကငင်ချောင်းစီးပွားရေးဇုံမှာပုံအောင်နေတဲ့အချိန်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သူတို့ကိုတဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးဖို့ပုံအောင်နေတဲ့အချိန်မှာဒီဇင်ဘာလ18ရက်နေ့နေ့လယ်ကဖမ်းဆီးရမိတယ်လို့ပြောဆိုထားပါတယ်။သူတို့ကကငင်ချောင်းစီးပွားရေးဇုံကနေတဆင့်တဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်ကိုအာဆာရီနဲ့အချင်းချက်လုပ်ပြီးတော့ ထွက်ပြေးဖို့လုပ်နေကြတာအေကသတင်းအရဝင်ရှင်းတော့အကောင်လုံးကိုဖမ်းမိတယ်လက်နက်ငယ်၃လက်နဲ့အတူမိတယ်လို့အေနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်မောင်တော်မျိုးအနောက်ဘက်နတ်မြေကန်တလျှောက်ကိုအာရခတက်တော်အေရဲ့ကမ်းခြေဆောက်တပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပိတ်ဆို့ရှာဖွေနေတယ်လို့သိရပါတယ်ကျွန်တော်တို့သိရသလောက်ကတော့နခခငားကနေထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်80လောက်ရှိတယ်လို့သိရပါတယ်အခုဆိုထောက်ဝက်လောက်အရေးအတွက်ကိုတော့လက်နက်တွေနဲ့အတူဖမ်းဆီးရမိထားတာရှိပါတယ်လို့ပြောဆိုထားပါတယ် ဒီဇင်ဘာလ18ရက်နေ့ညဆက်တန်တားရီကန်းကလည်းအလဲတန်ကျော်နဲ့နှာခေါင်းတို့ချားမှာနှခခငါးကနေထွက်ပြေးလာတဲ့စိတ်ကောင်းစီတပ်ဖွဲ့ဝင်၄ဦးကိုလက်နက်များနဲ့အတူထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ15ရက်နေ့ညနေပိုင်းကလည်းနှခခငါးကနေလက်နက်မချဘဲနဲ့ထွက်ပြေးနေကြတဲ့စိတ်ကောင်းစီတပ်ဖွဲ့ဝင်များကိုမောင်တော်မြို့နယ်တောင်ပိုင်းရွှေဘော်ဟိုကြီးရွာအနီးမှာ အရာရှိတအုပ်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုလည်းလက်နက်များနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ16ရက်နေ့မနက်ပိုင်းကလည်းမောင်တော်တောင်ပိုင်းခရီးမြိုင်ကြီးရွာအနီးမှာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးနဲ့တရားအောက်မှာပုန်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးစုစုပေါင်း5ဦးတို့ကိုအရခတပ်တော် AA ကလိုက်လံဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတော်ဝန်လုံးမှဆစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့လူယုံဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်အဖြစ်နဲ့ယာဒူးတိုးပစ်လိုက်ပြီးတော့ကာကွယ်ဝင်ကြီးနဲ့ကြီးရေးလေးညှိနှိုင်းကွက်ကဲရေးမှုတို့ကိုယာဒူးကနေဖယ်ရှားပြီးအရက်ဘက်ကိုပြောင်းရွှေ့လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ဦးစီးအရာရှိချုပ်ကြီးနဲ့ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကြောစွာလင်းကိုစစ်တပ်ရဲ့နံပါတ်3အဆင့်ခေါင်းဆောင်ဖြစ်တဲ့ကြီးရဲလေးညှိနှိုင်းကိုကဲရဲမှုအဖြစ်ကိုယာရုတုံးမြစ်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗါရဲကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနဲ့ကြီးရဲလေးညှိနှိုင်းကိုကဲရဲမှု ဘိုးချုပ်ကြီးမောင်မောင်အေးတို့ကိုဝင်ကြီးများအဖြစ်နဲ့ပြောင်းရွှေ့ခဲ့ပြီးတော့ဘိုးချုပ်ကြီးတင်အောင်ဆန်းဟာစစ်ကောင်စီဝင်ကြီးချုပ်ရုံးရဲ့ဝင်ကြီးအဖြစ်နဲ့၎င်းဘိုးချုပ်ကြီးမောင်မောင်အေးကိုကာကွယ်ရေးဝင်ကြီးအဖြစ်နဲ့၎င်းပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ညှိနှိုင်းကိုယ်ကျေးရေးမှုကတက်မတော်အရန်အင်အားစရင်တွင်းခံရပြီးတော့ကာကွယ်ရေးဝင်ကြီးဖြစ်လာတာပါလို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။လက်တလော AA နဲ့ PDF များဝင်ရောက်ရန်အခြေအနေများတယ်။ အရေးပေါ်ဖြစ်နေတဲ့ ARD တိုင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမူရာဒူးကိုလည်းအပြောင်းလဲလုပ်လိုက်ပြီးတော့လက်ရှိတိုင်းမူဘိုးချုပ်ဝေလင်းကိုအရန်အင်အားကိုပို့ဆောင်ကနိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်တယ်လို့သိရပါဗျ။ဘိုးမူးချုပ်စိုးကျော်ထက်ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမူအစ်စ်ဖြစ်နေခန့်အပ်လိုက်တယ်လို့သိရပါဗျ။အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမူအစ်စ်ဖြစ်လာတဲ့ဘိုးမူးချုပ်စိုးကျော်ထက်ဟာရခိုင်ပြည်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တောင်ကုတ်တပ်နယ်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်တယ်လို့သိရပါဗျ။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်တန်းထိုက်ဟာ စေဦးစီးအရာရှိချုပ်ကြီးနေရကိုရာထူးတိုးရောက်ရှိလာပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအသည့်ဖြစ်တဲ့တပ်မတော်တမ်းမြေလေ့ကျင့်ရေးသင်တန်းကျောင်းတတကဆက်သုံးရဲ့ကျောင်းအုပ်ကြီးဘုံမှုချုပ်မျိုးမင်းထွေးကတာဝန်ပေးအပ်ခြင်းခံလိုက်ရကြောင်းတင်ပြရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ